စားတယ်တတိရှိတယ်အဲ့ဒီလိုကြိုးစားပြီးတတိရှိတယ်လုပ်ငန်းမှန်သမျှဟာကိုချင်းတရားရဲ့အခြေခံပေါ်မှာရှိရမှာဖြစ်တယ်။တိုင်မလို့ဆိုတာနှုတ်ကိုဆောင်စည်းတယ်ကိုနဲ့လုပ်တဲ့အလုပ်ကိုဆောင်စည်းတယ်ကာယကံကိုဆောင်စည်းတယ်ဝစီကံကိုဆောင်စည်းတယ်အဲ့ဒီနှစ်ခုဆောင်စည်းမှုကဗုဒ္ဓဘာသာရဲ့အခြေခံတိလဆိုတာစီကံစနစ်ကိုလိုက်နာခြင်း ခုခေတ်စကားနဲ့ပြောရင်ဥပဒေလိုက်နာခြင်းလူမှုစည်းကမ်းကိုလိုက်နာလူစည်းကမ်းကိုမလိုက်နာဘဲနဲ့ဒီလိုစ조사မဲ့ဆိုတော့အောင်မြင်မှာမဟုတ်ဘူးစည်းကမ်းဥပဒေလူတွေလိုက်နာရမယ်စည်းကမ်းဥပဒေအရာရာမှာရှိကြတယ်လူလဲလူစည်းကမ်းနဲ့ယဟန်လဲယဟန်စည်းကမ်းနဲ့ဆိုတော့လိုက်နာရမယ်စည်းကမ်းကိုအပြည့်အဝလိုက်နာတိလဆိုတာ morality လို့ပြောတယ် ကုချင်းသိခါပေါ့ထိမ့်သိမ့်ဆောက်ရှောက်တယ်ပြောချင်တိုင်းမပြောရဘူးเนาะဆိုလိုတာကအပြောနဲ့ပတ်သက်ပြီးတော့စီကံရှိရပါဘာ၄စီကံရှိရောဆိုရင်လိမ့်မပြောဘူးမှန်တာပဲပြောရမယ်လိမ့်ပြောတာမလုပ်ရဘူးမှန်တာပဲပြောရမယ်ကိုယ့်ရဲ့ပတ်ဝန်းကျင် society တခုတုံးတဲ့သူအထင်လွဲအောင် တို့မီရှုပ်မီမလို့ရဘူးအလုံးညီညွတ်အောင်သာပြောရမယ်ကိုယ့်ရဲ့ပတ်ဝန်းကျင်တုံးနဲ့တူအဆင်မပြေအောင်ရိုင်းဆိုင်နဲ့ရှင်နဲ့နှလုံးထဲမှာနာချီးသွားစေတဲ့စကားမျိုးမပြောရဘူးဘယ်တော့ပဲဖြစ်ဖြစ်ရှင်ချေးတိမ်မွေးစွာပြောရမယ်လို့ဆိုရှင်ချေးတိမ်မွေးစွာပြောရမယ်ဒါကြောင့်လို့ဆိုရင်လူတွေကအပြောနဲ့ဆက်ဆံကြတာ ရိုင်းဆိုင်ဆိုင်ပြောလိုက်ပြီဆိုရင်ရှင်တဲ့ကမေတ္တာထွက်သွားပြန်ပြီးတော့တိဆောက်ဖို့ခက်သွားလူတယောက်ဆဲလိုက်ရင်အဲ့ဒီလူပေါ်မေတ္တာထားဖို့ခက်သွားမေတ္တာအလိုတယောက်အလိုလျောက်ခန်းချောက်သွားဘာတုံးဆိုရင်ဒီမီးနဲ့တွေ့လိုက်လို့ရှင်ဖျောင်းဟာအေးပြောသွားသလိုပဲဒေါသရိုင်းဆိုင်ဆိုင်ပြောလိုက်တာနဲ့သူ့ပေါ်မှာရှိတဲ့မေတ္တာလက်ကျန်နေဟာကုန်သွားတတ်တယ် ိတ္တလက်ကြံကုန်သွားရင်အပြန်လန်ရှင်းနေမှုညဉ့်ညွတ်မှုစွာတွေကုန်ပြတ်သွားဒါကြောင့်မို့ကျန်တဲ့စကားကိုမပြောရဘူးတစ်ဖက်သားကိုထိခိုက်ပြီးတော့စိတ်ထိခိုက်သွားတော့ပရံဥသေးတိဒါဟေတိလူရည်စိတ်ထဲနှလုံးထဲမှာပူလောင်သွားအောင်ရိုင်းဆိုင်တဲ့စကားမျိုးဆဲရတဲ့စကားမျိုးတွေမပြောရဘူးသူတို့ဆိုခုခေတ်တော့ hate speech ခေါ် အပေါင်းစကားတွေမပြောရဘူးလို့ဆိုလို့နောက်တစ်ခုကတန်ဖတ်ပလပါဆိုတာဘာအကျိုးမှမရှိဘဲနဲ့လောကအတွက်ကောင်းကျိုးလည်းမဖြစ်ဘူးလက်တွေ့လည်းလုံးလုံးမရတဲ့ဟာတွေအရင်မရအဖတ်မရအဆုံးမနဲ့ပတ်သက်တာလည်းမဟုတ်ဓမ္မနဲ့လည်းမပတ်သက်ဘူးအဆုံးမစကားနဲ့လည်းမပတ်သက်ဘူးအချိန်အခါနဲ့လည်းမစည်းဆိုင်ဘူးဆိုတော့ဓမ္မဝါဒီ ဝိနည်းဝါဒီဓမ္မဝါဒဝိနည်းဝါဒကာလဝါဒမဟုတ်ဘူးရှောက်တက်ရရရှောက်ပြီးတော့အချိန်ဖြုံးတဲ့စကားမျိုးတွေလည်းမပြောရဘူးတဲ့နောက်ဆုံးကဒါကိုပဲဝစီကံလို့ခေါ်တာပဲလေအဲ့ဒါတွေပြောလို့ရှင်အပြစ်ရှိတယ်မပြောပဲရှောင်ရမယ်လို့ဆိုဒါ discipline ပဲနောက်ပြောမှုနဲ့ပတ်သက်ပြီးမြတ်စွာဘုရားစီကံထားတယ်တန်မဆိုတာအလွန်ကျပြန်းတယ် ထင်းသေးဆောင်ရှောင်းမှုကိုပြောတာဆောင်စည်းရဆောင်စည်းတယ်လိမ်ပြောလိမ်ပြောခြင်းမှဆောင်စည်းတယ်လိမ်မပြောဘူးဒါဆောင်စည်းတယ်ဘယ်တော့မှခုံမတိုက်ဘူးဘယ်တော့မှရိုင်းပြိုင်နဲ့ရိုင်းဆိုင်နဲ့စကားမျိုးမပြောဘူးဘယ်တော့မှအကျိုးမဲ့စကားတွေကိုမပြောဘူးဆိုတာဒါဆောင်စည်းမှုကိုရီးလျောက်လုတ်တဲ့အလုပ်တွေမှာလည်းပဲသူများအသက်အန္တရာယ်ဖြစ်သွားတဲ့အလုပ်ကိုမလုပ်အောင်သူများပစ္စည်း ပျောက်ပြက်သွားတဲ့သူတော်ဘာပစ္စည်းကိုမတရားတဲ့ဤနဲ့ရယူတဲ့လူမျိုးလည်းမလုပ်အောင်သူတော်သားမယာဂုံသိခာစော်ကားပြီးသူတော်မိသားစုအရှင်စော်မဲ့ဖြစ်အောင်လည်းမလုပ်အောင်ဘူးဒုစရိုက်တွေကိုရှောင်ခိုင်းတာအဲ့ဒါအဲ့တိုင်ရှောင်လိုက်ပဲဆိုရင်ဒါတန်ရမလို့ခေါ်တယ်ကိုကျင်းတိလာရဟန္တာငါးရေကျတော့ဒီတွေပူများသွားတယ် ဥပုဆောင်တဲ့အခါကျထီးတဲ့ပုံများသွားပြန်နော်တာယမဆိုဆောင်းစီရမယ့်ဟာတွေကအစစ်မြင့်လိုက်တဲ့ကများသွားဘာပဲဖြစ်ဖြစ်အဲ့ဒီစီကံချက်အတိုင်းနေနိုင်တာကိုချင်းတိလကိုချင်းတရားဆိုတာလူသိက္ခာပဲလေ human dignity လို့ခေါ်လူတွေရဲ့သိက္ခာဆိုတာကိုချင်းတိလမှာရှိလူတွေရဲ့ ခုံတွေဟာလည်းပဲကိုကျင့်သီလမှာပဲရှိတယ်ကိုကျင့်သီလပြတ်တာနဲ့လူတွေရဲ့ခုံအည်ချင်းတွေဟာအကုန်ယိုကျပြတ်စီသွားကုသတရားတွေကောင်းတဲ့အခြေအနေတွေအလုံးအပြတ်စီသွားဒါကြောင့်မို့စာပေကျမ်းကမှဆိုထားတဲ့တကားလေးရှင်သေစီဟာတင်ကြီးရွှေခွဲမှသာ တီးသလိုကောင်းကျိုးချမ်းသာပေးနိုင်တဲ့ကုသတရားတွေဟာသီလမှာပဲတည်တယ်လို့ဆိုတယ်။သီလမရှိဘူးဆိုလို့ရှင်ယူကြပြည့်စုံသွားမှာပဲ။ ကုသိုလ်တရားတွေကမရတ္တိတော့ဘူးလို့ဆိုတယ်။ဒါမို့ကိုလုံးတဲ့ကုသိုလ်ကောင်းမှုတွေကိုရင်တဲ့နှလုံးထဲမှာတည်မြဲနေဖို့အတွက်ကတန်ရမလို့ဆိုရဲဆောင်းစည်းတဲ့ကုသိုလ်ဒါမျိုးရှိရမယ်လို့သူဆိုလို့ရပေါ့နော်။